မြန်မာနိုင်ငံတွင်ကိုဗစ်ဖြစ်သေဆုံးသူတဦးရှိလားမကွေးတိုင်းဒေသကြီးတောင်ရင်းကြီးမြို့တွင်ကိုဗစ်ရောဂါပိုးတွေ့ရှိသူအမျိုးသားတဦးသေဆုံးခဲ့ကြောင်းအမ်ရာဂျူမကွေးရေပြင်းလူမှုကွန်ရက်အသင်းကထုတ်ပြန်ထားပါတယ်သေဆုံးသူကအကွေးတိုင်းဒေသကြီးတောင်ရင်းကြီးမြို့ရွှေအိုတရက်ခွက်မှနေထိုင်တဲ့အသက်32နှစ်အရွယ်ကိုဘိုဘိုဝင်းဆိုသူဖြစ်ပြီး၎င်း၏ရုံလောင်းကိုစနစ်တကျထုတ်ပိုးက အကွဲမြို့ပြည်သူစေယုံကြီးမှတဆင့်ဆံများတရာတုတ်တန်တို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာဇွန်လ၈ရက်မှ15ရက်တွင်ယောဂဘိုးတန်တရာရှိသူ2285ဦးကိုစစ်ဆေးရာပိုးတွေ့သူ52ဦးရှိလာကြောင်းရာခိုင်နှုန်းအဖြစ်1.28ရာခိုင်နှုန်းရှိကြောင်းကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။တပတ်တွင်ယောဂပိုးတွေ့ရှိသူများအနေဖြင့် မွန်ပြည်နယ်မှာ24ဦးဖြစ်အများဆုံးဖြစ်ပြီးဒုတိယအများဆုံးမှာရန်ကုန်တိုင်းဒေသကြီးဖြစ်က18ဦးဖြစ်ကြောင်းကြံရှိသည့်ဒေသများဖြစ်သည့်မကွေးတိုင်းဒေသကြီးတွင်9ဦးမန္တလေးတိုင်းဒေသကြီးတွင်2ဦးနေပြည်တော်နှင့်ရှမ်းပြည်နယ်တွင်2ဦးစီဖြစ်ကြောင်းသိရပါသည်ပြီးခဲ့တဲ့ရက်တစ်ပတ်ဇွန်1ရက်မှဇွန်6ရက်အထိကိုဗစ်ပိုးတန်ရာရှိသူ2154ဦးကိုစစ်ဆေးခဲ့ရာ ပိုးတွဲရှိသူ32ဦးရှိခဲ့ကြောင်းရာခိုင်နှုန်းအဖြစ်တိတသမ44ရာခိုင်နှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်ပြီးခဲ့တဲ့မေလ25ရက်မှဇွန်1ရက်ထိကိုဗစ်ပိုးတွဲရှိသူ18ဦးရှိခဲ့ပြီးပိုးတွဲရှိသူများမှာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှာဖြစ်ကြောင်းသိရပါတယ်ဒါကြောင့်ကိုဗစ်ပိုးတွဲရှိမှုဟာရက်သက်တစ်ပတ်တစ်ပတ်ထက်တစ်ပတ်ပိုမိုများပြားလာတာကိုတွေ့ရပါတယ်လက်ရှိမှာတော့ ရန်ကုန်ဘာဝင်တခြားတိုင်းနယ်ပြည်နယ်တွေမှာပါကိုဗစ်ရောဂါပိုးကူးစက်မှုတွေရှိလာတာကြောင့်ဖြစ်ပွားမှုနှုန်းပိုတိုးလာတဲ့အနေအထားဖြစ်နေပါတယ်။သရုပ်တွေဘာတွေမှသွားပဲနေမကောင်းလို့အဆင်ပြေသလိုစစ်ကြည့်တာကိုဗစ်ပိုစတစ်တွေ့တယ်။အရန်ပြင်းပြင်းထန်ထန်လက္ခဏာမဟုတ်ဘဲနဲ့ကိုတွေ့တာ။ကြားရလို့လို့မဖြားရလို့လို့အီလဲလဲကြီးဖြစ်နေတာ။လုံလုံမမဲစစ်ကြည့်တာ။တော်တော်များများက ကိုဗတ်တာဆရာဝန်ညွန်ကြားချက်နဲ့ အိမ်ထဲမှာနေပြီးကုနေကြတာများပါတယ်။ရန်ကုန်မြို့ကန်တူကပြောကြားခြင်းဖြစ်ပါတယ်။ဗတ်တလော့တွင်မြန်မာနိုင်ငံအတွင်းကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုနဲ့ပတ်သက်ပြီးစိုးရိမ်ပွားရာအခြေအနေမရှိပေမဲ့ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်မှုတကောရေးကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့အသိပေးထားပါတယ်။